မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ဘူးတလင်မြို့နယ်ရှိဂျေရွာနယ်ရွာကိုစစ်တပ်ကဒီကနေ့ညနေပိုင်းစစ်တပ်လီဒီနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူတအုပ်တင်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းဘူးတလင်မြို့နယ်ရှိဂျေရွာနယ်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လီဒီနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတအုပ်တင်ဆောင်ခဲ့ကြောင်းဘူးတလင်မြို့တောင်ရစာပင်မှတပိတ်စစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ်။အေဘီလာ6ရက်နေ့ညနေ6နာရီကမှဘူးတလင်မြို့နယ်ကိုကိုစုရွာနဲ့အုတ်ချင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လီဒီနဲ့ပုံနှလုံးချင်းချတိုက်ခိုက်ကြောင်း သိရပါတယ်။အကြံပတ်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်အုတ်ချင်းရွာမှာနေထိုင်တဲ့ဦးအောင်စောမင်းပွဲချင်းပြီးတည်ဆုံခဲ့ပြီးပြည်သူနှောင်းလေးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနေအိမ်များပျက်စီးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ အုတ်ချင်းရွာဘက်ကိုကျဲတဲ့အချိန်မှာဂျင်းရွာနေပြည်သူဦးအောင်စောမင်းပွဲချင်းပြီးတည်ဆုံတယ်လို့သိရတယ်ပြည်သူနာဦးလည်းထိခိုက်ဒဏ်ရာရရှိရလို့သိရတယ်နေအိမ်တွေပျက်စီးတာမရှိဘူးဆိုမှတော့မသိရသေးဘူးဘာတိုက်ပွဲမှလည်းမရှိဘူးဒီတိုင်းကိုကျဲချသွားတာလို့ဘူးတလင်မျိုးတောင်းရစာပင်မတပိတ်စစ်ကြောင်းမှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အကြံပတ်စစ်တပ်ကဤပီလာ20ရက်နေ့မှာ22ရက်နေ့ထိအပြင်းရကြောင်းကြီးညာထားတော့လဲနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှုတွေစတိုက်လုံဆောင်နေရလို့သတင်းမှဖော်ပြထားပါတယ်ဆက်လက်ပြီးရေစကြိုမှာပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြီး ေးရွာတွေကိုဇက်တိုက်မီးရှို့နေတဲ့စစ်ကြောင်းကိုလိုင်းလံတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒီဆောင်သူများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရှိစကြုံမြို့နယ်ရှိလေကျွန်းဒေသမှာပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြီးကျေးရွာတွေကိုဇက်တိုက်မီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလမ်းတရှောင်းလိုင်းလံတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒီဆောင်သူများပြားကြောင်းရှိစကြုံတပ်ပေါင်းစုသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ဇက် PK ကသတင်းဌာနကိုပြောပါရယ်။ဖေဖော်ဝါရီလ26ရက်မှစတင်ပြီးရှိစကြုံမြို့နယ်ရှိလေကျွန်းဒေသကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ာကျင်းရွာတွေကိုဇက်တိုက်စစ်ကြောင်းတို့ဝင်ရောက်စီးနှင်ပြီးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ကနေအိမ်များကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ်မလရှိရနေ့မှာအဲ့ဒီစစ်ကြောင်းကိုရှိစကြုံမျိုးနဲ့တာကောင်ရွာနဲ့အမြောင်မျိုးနဲ့ပန်ညိုရွာအကြားမှာတော်လိုင်းတပ်ဖွဲ့များကစတင်ကြပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။မလ၁၉ရက်နေ့မှာရှိစကြုံမျိုးနဲ့မြေခဲတောင်ကျင်းရွာမှာထွက်လာတဲ့ရှင်မတောင်ပေါ်သို့ ရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဲဒီတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းရှေ့ဆက်တိုးနိုင်ခြင်းမရှိတော့ဘဲရှင်မတောင်ပေါ်ကိုရိတ်ခါမပို့နိုင်မဲစစ်ကြောင်းတစ်ခုလုံးပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါရယ်မလ24ရက်နေ့ည၄နာရီခန့်မှာလေတော်လိုင်းတပ်ဖွဲ့တွေကရှေ့စကြုံမြို့နယ်ကံဦးရွာမှာကင်းရှည်ချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား40ခန့်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုအတွင်းကျမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးသူများပြားပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရ ပါတယ်။လောလောဆယ်စစ်ခွေးအသေးစင်ကိုတော့ကျွန်တော်တို့ဆက်လက်ဆောင်စမ်းနေပါတယ်စစ်ခွေးတွေတိကြိုက်တည်ဆောင်မှုတော့ရှိပါတယ်လို့ရှိစကြိုတက်ပေါင်းစုသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ဇက်ပီကေကပြောပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့စီမီကုံစင်ယုံမှာတက်ဆွဲထားတဲ့စစ်သားတွေကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးတည်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကျံမြို့နဲ့စီမီကုံမြို့မှာ စင်းရုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုလက်ဖြစ်ပုံးပြစ်သွင်းတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှသုံးတည်ဆုံခဲ့ကြရတယ်လို့ MPD တပ်ဖွဲ့ကောင်စားဘူမိုက်ခဲကသတင်းဌာနကိုပြောပါရယ်။ AB လာတရက်နေ့မနက်7:00နာရီကမှမြင်းကြံမြို့နယ်စီမီကုံရှိစင်းရုံတွင် အထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကို MPD တပ်ဖွဲ့မှရဲဘော်တွေကလက်ဖြစ်ပုံးနဲ့အနီးကပ်သွားရောက်ပြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သားသုံးတည်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူတချို့ရှိကြောင်း MPD တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ်ကြောင်းသိရပါဗျ။တိဆုံးမှုကရှိနိုင်သေးတယ်။ဘာဖြစ်လို့လဲဆိုတော့အလဲတက်တက်ကြတာ ဘိုးတကောင်ထိရလို့တော့ကြားတယ်အတွင်ထဲမှာတော့သတင်းကဆက်ပြီးစုံစမ်းမရလို့အရာကြောင့်မထုတ်ပြန်တော့တာလို့ MPD တပ်ဖွဲ့ခေါင်းဆောင်ပူမိုက်ခဲကသတင်းဌာနကိုပြောပါရယ်ဖြီသူများအနေနဲ့ငလင်တန်ခန်းစားနေရတာကိုသိရှိနားလည်ကြောင်းမြန်မာနိုင်ငံမှာအဆိုးရွားဆုံးကာလကိုကြောက်ဖြတ်နေရတာဖြစ်ပြီးဖြီသူများအနေနဲ့ဆွေးမလျှော့ပဲအာတင်ကကြိုးစားလို့စစ်ကောင်စီကိုအမြင့်ဖြတ်နိုင်မှသာယခုကြုံတွေ့နေရတဲ့ဒုက္ခမျိုးစုံမှလွတ်မြောက်နိုင်မှဖြစ်ပြီးစစ်ကောင်စီတပ်သားများအနီးတွာလာနေထိုင်ခြင်းမပြုလုပ်ကြဘူးပူမိုက်ခဲကပြောပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့ Great Wall Hotel အပီးသက်ဖြိုချပြီးရုံလောင်းတချို့ထပ်တွေ့ရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်က Great Wall Hotel ကိုရှာဖွေကင်းစင်ရနာပြီးအပီးသက်ဖြိုချခဲ့တယ်လို့အဆောင်ရှင်လင်းအဖွဲ့မှပါဝင်သူတွေကပြောပါရယ်။အေဘီလာ၆ရက်မနက်ပိုင်းမှာ Hotel ရှိရှိ88လမ်းမကြီးကိုပိတ်ပြီးဖြိုချခဲ့တာလို့သိရပါရယ်။ဒါပေမဲ့ Hotel ရဲ့အစိပ်ပိုင်းတစ်ခု Buffalo နဲ့ကုန်နေစဉ်ဖြိုချသွားတာလို့ကိုကြီးဆောင်ရွက်နေသူလူခုကပြောပါရယ်။ Great Wall Hotel မှာအထက်၈ထပ်စီပါဝင်တဲ့အဆောင်နှစ်ခုရှိပြီးတောင် တ်ချန်ကအဆောင်ငလင်းကြောင့်ပြိုကျခဲ့ပြီးအောက်ဆုံး၃တက်မြေကြီးရဲ့ပြိုကျသွားတာဖြစ်ပါတယ်။မြောက်ဘက်ချန်ကအဆောင်အုံရဲ့အောက်၃တက်ကလည်းမြေကြီးရဲ့ကိုပြိုကျသွားတာပါ။ AB 6ရက်နေမှာတော့ရှိုင်းနေတဲ့ဟိုတယ်တောင်ဘက်ချန်ကပြိုကျသွားပြီး ရုပ်အလောင်းတချို့ထပ်တွေ့ရတယ်လို့ကင်စိန်လုပ်ငန်းလုပ်နေသူတွေကပြောပါတယ်။ တောင်ဘက်ချမ်းကရှိုင်းနေတဲ့အဆောင်တွေကိုဒီကနေ့အတွင်းနဲ့ဒီကေစင်းလို့ဖို့ဘက်ဖိုးနဲ့နိုင်နေစင်မှာပဲပြိုကျသွားတာပါလူထိခိုက်မှုတော့မရှိဘူးသေဆုံးနေတဲ့ရှုံလောင်းတချို့ထပ်တွေ့နေလို့ Great World Hotel မှာကုညီကေစင်းလုံနေသူတချို့ကပြိုကျမှုဖြစ်စဉ်ကိုရှင်းပြပါရယ် Great World Hotel အဆောင်ကိုပြိုကျနိုင်တဲ့အန်ဒီယရှိအဆောင်လို့လွန်ခဲ့တဲ့၃ရက်ကလေးကသတ်မှတ်ထားခဲ့တာလို့သိရပါရယ်မနေ့ကလေးကပြိုကျဖို့အခြေအနေရှိတဲ့တိုင်တွေခဏရင်မရှိတော့ဘူးအထူးသဖြင့် Hotel ရဲ့အရှိဘတ်တန်တောက်တိုင်နေပဲလို့ Great World Hotel မှာရှာဖွေကူညီပေးနေသူတစ်ဖွဲ့ရဲ့ ာဝန်ရှိသူတောက်ကပြောပါရယ်ငလင်းလှုပ်ပြီးဆင်းရဲမြောင်နေဖြစ်တဲ့ AP 6ရက်နေမှာဟိုတယ်အတွင်းအသက်ရှင်ကျန်ရစ်သူမရှိတော့ဘူးလို့၎င်းတို့ကပြောပါရယ်ခုနှစ်လဝအမြင်ရှိ Great World Hotel ကမြို့အလယ်ချက်ချဖြစ်တဲ့နေရာမှာရှိပြီးတဲခုနေထိုင်သူများလေးရှိတဲ့ဟိုတယ်တစ်ခုဖြစ်ပါရယ်ငလင်းကြီးနှုတ်ခတ်ချိန်မှာအနည်းဆုံးလူနေရာဝန်းကျင်ထက်မနည်းရှိနိုင်တယ်လို့လည်းကယ်ဆယ်ရေးလောက်ကိုင်းနေသူတို့ကခံမှန်းပါရယ် Great World Hotel ကထပ်မံပြုကြနိုင်တဲ့ NDC အဆောင်ဖြစ်တဲ့အတွက်ရှာဖွေကယ်ဆယ်ရေးတွေကိုမလ30ရက်နေမှာရှင်းနာခဲ့ပါရယ်ဟိုတယ်ပြုကြမှုမှာပါဝင် ဲ့ပိတ်မိနေသူတွေမိသားစုဝင်တွေကရှာဖွေခွင့်နဲ့ရှုံလောင်းတွေထုတ်ယူခွင့်ကို AB 3ရက်နေ့မှာတောင်းဆိုခဲ့တာကြောင့်ရှာဖွေအစီအစဉ်ပြန်လည်စတင်ခဲ့ပါတယ်။အဲဒီနောက်ဒီကနေ့ AB 6ရက်နေ့မနက်ပိုင်းမှာအပိသက်ဖြူချလိုက်တာပါ။ဖြူချအဆောင်ကိုအပိသက်ဖြူချစဉ်ဟိုတယ်တောင်ဘက်ကလေးရရှိအော်တိုကားဆာဗစ်စင်တာပေါ်ကိုကြားတဲ့အတွက်အဆောင်ဦးထိခိုက်ပျက်စီးမှုဖြစ်ခဲ့ပါတယ်။ ဂရိတ်ဝမ်ဟိုတယ်ကိုတရုတ်လူမျိုးဦးတင်မောင်ပိုင်ဆိုင်တာဖြစ်ပါတယ်အဆောင်ပြုကြပြီးရနောက်ကိုညီကင်းစိအချိန်မီမလုံးနိုင်တဲ့အတွက်ကာယကံရှင်မိသားစုရင်းနဲ့ဒေသခံအကြဝေဖန်မှုတွေရှိသလိုဟိုတယ်အတွင်းကနေတည်ဆုံရုံလောင်းနှုံနဲ့အသက်ရှင်သူနှုံလူကိုသာကယ်ဆယ်နိုင်ခဲ့တယ်လို့လူမှုရေးအသင်းအဖွဲ့တွေစီကတည်ရပါတယ်တည်ဆုံသူရုံလောင်း80ကျော်ရှာဖွေတွေ့ရှိထားတယ်လို့သတင်းတွေထွက်ပေါ်နေပြီးမယ်လက်တလုံးမှာတော့အတီးပြုလို့မရပါဘူးအသက်ရှင်လျက်ကယ်ထုံနိုင်တာတည်ဆုံနာတွေကစရင် ကတိုင်းအစိုးရကကင်တွယ်ထားတာ ပြီးတော့နိုင်ငံသားကရုရှားတရုတ်နဲ့အိန္ဒိယဖွဲ့တွေကအသီးသီးဝင်လာရှိတော့စည်ရင်းနေရှုပ်ကုံတာလို့မန္တလေးမြို့ကခေစိန်ဖွဲ့တာဝန်ရှိသူတောက်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်